ိုင်း6လေးရဲ့အစားမှာတော့ကြံရုံထဲမှာရောက်နေပြီဖြစ်တဲ့ချစ်စရာကောင်းတဲ့ဒါဘောဘာကြီးကကြော်ကြီးရဲ့ကျဲဥတွေနဲ့ပတ်သက်ပြီးတော့ပြောပြနေပါတယ်ကျဲဥတွေကိုတူမရဲ့ဝိညာဉ်စွမ်းအင်နဲ့ဖုံးအုပ်ထားပြီးတော့9စင်တီမီတာချင်းရှိတဲ့ရွှေအောင်လုံးလေးပါတဲ့မုံမုံနဲ့ကြော်ကြီးတို့ကရှာပွေနေကြပေမဲ့ဘယ်နေရာမှမတွေ့ကြဘူးရှာနေတာကအတော့ဟိုကြာနေပြီဖြစ်ပြီးတော့ဘယ်မှမှမတွေ့တာပါဒါဆိုရင်တော့တယောက်ယောက်ကယူသွားပြီးနေမှာပေါ့လို့ဖွားချောင်ကပြောလိုက်ပါတယ်ကျဲဥတွေကအားကောင်းတဲ့အသက်စွမ်းအင်နဲ့ပြနေတာကြောင့် ဝိညာဉ်တွေနဲ့ယူကိုင်းတွေကိုဆက်ဆောင်နိုင်ကြောင်ပြပြနေခဲ့တယ်။အာကောင်းတဲ့ပစ္စည်းတွေကိုစုနိုင်ရင်တော့အသက်တော်ပြန်ရှင်နိုင်တယ်လို့ပြောနေခဲ့ပါတယ်။အဲဒါကြောင့်ပဲဝိညာဉ်ဆိုးတွေကလူတွေစီကနေသက်ဆွမ်းအားကိုလူ့အဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။မုံမူကတော့တရားရောက်တာယူသွားရင်ဘယ်လိုမှရှာမတွေ့နိုင်တော့တာကြောင့်ဒုက္ခပဲလို့ရေရွတ်လိုက်တယ်။ဖွားကြောင်ကတော့အဲ့ဒါကိုငါကူးမဆိုင်ဘူးဆိုပြီးစောက်ခွက်ပြောင်နေလို့မုံမူတွေကတမလိုက်တယ်။ဆွမ်းအားတွေမဲနေတာကြောင့်အခုချိန်မှာတော့သူတို့ပြည်သူများနှုတ်နေရမှာပဲ။ အိမ်ရင်ပြန်ပြီးတော့တကုတ်ကုတ်စဉ်းစားဖို့အတွက်လှုပ်လိုက်ကြတယ်မုံမို့ဘွားကတော့ကြော်ကြီးရဲ့ချက်ဥအကြောင်းသူတငယ်ချင်းတွေကိုမိလိုက်မယ်လို့ပြောလိုက်တယ်နောက်ပြီးမင်းတို့ကိုယ်ထဲမှာဒါဘဘွားကြီးရဲ့ဇွမ်းရှိနေသေးတယ်ဆိုတာကိုမမေ့ဖို့ပြောပြီးတော့အစွမ်းတွေကအန်ဒီရဲ့များတာကြောင့်တကုတ်ကုတ်မတိရသေးခင်ဒီငင်ငင်လေးနေဖို့မှလိုက်တယ်နောက်တနေ့ကြော်ကြီးကျောင်းကိုရောက်တော့မုံမို့နဲ့တွေ့နေတာလားလို့မိခင်လိုက်ရပါတယ်ကြော်ကြီးကတော့ရှာရှာနဲ့တူတူကတွဲနေတာမဟုတ်ကြောင်းတငယ်ချင်းသာပြေချောင်းပြောလိုက်တယ်အဲ့ဒါနဲ့သူ့ကိုနိုင်ချင်းနေကြကောင်လေးတွေက မူမူနဲ့မိတ်ဆက်ပေးဖို့ကိုပြောနေခဲ့ပါတော့တယ်မူမူရဲ့ကြစရာကောင်းတဲ့ပြုမှုတွေကိုစဉ်းစားနေခဲ့ပြီးငါဘာတွေတွေးနေမိရလဲမူမူကငါ့ရဲ့တငယ်ချင်းလေကြစရာကောင်းတဲ့လို့တွေးတာကညဉ့်ဉန်းတယ်အဲ့ဒီကောင်တွေကမူမူကိုလုံပြီးပြီလားမူမူကလူတကာနဲ့လုံတယ်ဆိုတော့ကောလာဟာရာရီရှိချောင်းကိုပြောနေခဲ့ပါတော့တယ်ကြော်ကြီးကအဲ့ဒါကိုကြားလိုက်တော့ရန်ကိုဒေါသထွက်သွားပြီးတာဘိုဘာကြီးရဲ့စွမ်းနေရာထွက်လာခဲ့တယ်ကောလာအလာတွေကိုဘသူပြန်ခဲ့တာလဲလို့မေးရင်းနဲ့မူမူချန်ကအဲ့ဒီလိုမင်းကလေးမဟုတ်ချောင်းကိုပြောခဲ့ပါတယ်ကျွန်တော်တို့ကြော်ကြီးရဲ့ ဂျန်နမန်ဆန်တဲ့ဂျင်တွေပေါ့ဗျာကောင်လေးကိုဒီကိုင်းမိတယ်လို့ပြောထားတာကြောင့်အမြန်တောင်းမှမိကိုကိုကိုပြန်ထိန်လိုက်တယ်ပုံမှန်လုံးနေကြဖြစ်တဲ့သူ့ရဲ့ကြိုးစားစာအုပ်တွေကိုဖတ်ပြီးတော့စိတ်ငြိမ်ငြိမ်ထားဖို့လုပ်နေတဲ့အချိန်သူ့လွယ်ရည်တွေကနေဘွားချောင်းကထွက်လာခဲ့ပါတယ်အဲ့ဒါနဲ့သူ့လက်လွယ်ရည်ကိုအမြန်ဆွဲပြီးကြောင်ရဲ့တောင်းတနေရစီကိုတွားလိုက်ရတယ်ဘွားချောင်းကတော့မင်းတို့ကရောက်နေတယ်မလားအဲ့စွာတွေကမင်းတို့ရန်ကြီးနေတယ်လေငါ့ကိုနောက်တစ်ခါမင်းနဲ့ကိုဝင်ဝင်ပြူလာလိုက်လို့ပြောနေခဲ့ပါတယ်အဲ့ဒီအချိန်မူမူကရောက်လာတော့ အရန်ချဖို့ကောင်းတဲ့ဆိုတဲ့အကြောင်းကိုတွေးနေမိတာကြောင့်မိုးမိုးကိုစကားမပြောနိုင်ပြပြီးလဲပြေးနေခဲ့တယ်။မိုးမိုးကတော့သူ့ကိုရှောင်နေတယ်ဆိုပြီးတော့နောက်ကလိုက်နေတာပေါ့။အခန်းထဲကိုရောက်တော့သူ့ငယ်ချင်းတွေကကျော်ကြီးကလူကောင်းပြစ်ကြောင်းကိုပြောခဲ့ပါရယ်။ဘာလို့လဲဆိုတော့ကျော်ကြီးကမိုးမိုးမကောင်းကြောင်းပြောတဲ့လူတွေနဲ့ရန်ပစ်ခဲ့တယ်လို့ပြောနေတယ်။မိုးမိုးတယောက်ရှက်သွားတာပေါ့။မနေ့တုန်းကမိုးမိုးစလုံးနဲ့တီတာကိုခံလိုက်ရတဲ့ပန်းအောင်စမင်းနဲ့ကောင်မလေးကိုလည်းတွေ့ရတယ်။တူမကတော့ သူရဲလာမှာတတော်ကိုမတက်နေခဲ့တာပါမုံမို့အကြောင်းကိုကလာဟာလာပြန်နေတဲ့သူကလည်းသူမပဲဖြစ်တယ်တကယ်တော့သူမကမနေ့ကမုံမို့ဇွန်တုံးလိုက်တာကိုမြင်ခဲ့ရပါတယ်အဲ့ဒါကြောင့်ပဲမုံမို့ကိုမကောင်းဆိုးဝါးမလို့ထင်နေခဲ့တယ်သူမလိုမျိုးတွေမြင်နေရတာကရွေးချယ်ခံထားရတာကြောင့်လို့သူမကိုသူမထင်နေတယ်သူမကဆောင်ရွက်ချောလွန်းနေတာကြောင့်တနေ့မှတတိအနေနဲ့ဒီလိုဟာမျိုးကကောင်းငင်ကပြုတ်ကျလာတယ်သူမဤထဲကထုတ်လိုက်တာကတော့ဖွားကြောင့်မနေ့ညတော့ကပြောခဲ့တယ်သူစွမ်းနေတဲ့အုတ်သားရဲဆိုတဲ့ကြော်ကြီးရဲ့ရွေးချယ်ဥပါ ရွှေလုံးလေးကိုကင်ရင်နဲ့သူမကိုသူမကဘာကြီးကိုကဲတင်မဲ့နဗျားလို့လို့ပါလို့လို့တင်ကုန်ရောကျော်ကြီးတို့တာဘဘွားကြီးနဲ့ကနန်းကြီးကိုရင်ဆိုင်ခဲ့တဲ့ညကဒရနန္ဒမသူမကလမ်းလျှောက်နေခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်သူမကောင်းဘောကိုရွှေကျောက်လေးကပြုတ်ကျလာခဲ့တာပါရွှေကျောက်လေးကိုကင်လိုက်တာနဲ့မမြင်နိုင်တဲ့ယာရီကိုသူမကမြင်နိုင်လာတယ်။သူမရဲ့နာမည်ကတော့အိုင်ရာလို့ခေါ်ပါတယ်။သူတငယ်ချင်းတွေကသူမလိုချင်တဲ့ပစ္စည်းတွေကိုယူလာပေးပဲ။ဘိုင်ဘယ်စာအုပ်တုံးနဲ့လက်ဝါးကတိုင်လေးတစ်ခု အဲ့ဒါတွေနဲ့ဘာလို့မလဲဆိုတာကိုတော့မသိပေမဲ့လဝါကတိုင်းကနေစီချင်းနဲ့ရနေတာကြောင့်အတူလားစစ်လာလို့လုံနေသေးတာပါပြီးတော့သူ့ကိုယ်သူဆောင်ရံကျော်လို့ရွေးချယ်ခံထားရတာကြောင့်ကဘာကြီးကိုကယ်တင်မဲ့တောင်လုံနေသေးတာပေါ့လဝါကတိုင်းကိုဂိုင်ပြီးတော့ပြတင်းပေါက်ကနေနီယောင်ကဝင်တဲ့မိမတစ်ယောက်ရှိနေတယ်နင်တို့တွေတွေ့လာလို့ပြောနေပါတယ်သူမကကြော်ကြီးချောက်တွေကြောင့်သာမြင်နေရတာဖြစ်ပြီးတော့သူမတငယ်ချင်းတွေကတော့ဘာမှမမြင်ရဘူးမမိုးရဲ့အတိအကျွမ်းတွေများဖြစ်နေမလားသူ့ကိုယ်ဆောင်ကြီးဖို့လွတ်ထားတာလားဆိုပြီးထူးထူးဆန်းဆန်းတွေလုံနေတာကြောင့် ူမတငယ်ချင်းတွေပါကြောင်နေရပါတယ်။သူမကိုတောင်းွယ်လေးတခုကနေစောင့်ကြည့်နေသူကတော့ဘွားကြောင်ပါပဲ။နေ့လယ်ခင်းမှာတော့မုံမုံနဲ့ကျော်ကြီးတို့ရဲ့မဟုတ်သူစားကြရင်ကျော်ကြီးကတော့အခုချိန်ကြီးမုံမုံဘက်ကိုမလဲသေးပါဘူး။သူမကချစ်ဖို့ကောင်းနေတယ်လေ။ဒါနဲ့ဘွားကြောင်ကဘာလို့ကျောင်းကိုရောက်နေတာလဲလို့သူမကမေးလိုက်တယ်။ဘွားကြောင်ကသူမကိုရှုံးခဲ့တယ်လေပါညာစားလိုက်တော့ဘွားကြောင်လည်းချစ်ဖို့ကောင်းကိုရန်လိုနေခဲ့ပါတော့တယ်။ကျော်ကြီးကတော့ဘွားကြောင်ကဒူးစားတဲ့မိမတယောက်ကိုတွေ့ခဲ့တယ်ပြောတယ်။ငါတို့ရဲ့အကြောင်းပြောကြမလားလို့ မမို့ကိုမေးလိုက်ပါရယ်ရွှေဦးကိုဘသူကပဲကောက်ရကောက်ရရေးမကြည့်ပေမဲ့လူသားတွေကောက်ရခဲ့ရင်တော့လူအပေါ်ကိုလိုက်ပြီးစိတ်ဆွမ်းအားတွေနိုးထလာနိုင်ကြောင်းကိုပြောပြခဲ့တယ်။တရဲတွေကိုမြင်ရနိုင်ပြီးတရဲတွေကလည်းဒီဘက်ကိုကြီးနေတဲ့သဘောမျိုးပဲဖြစ်ပါရယ်။တိုက်ခိုက်ခံရနိုင်တဲ့အခြေအနေရှိနေတယ်လို့လည်းပြောလိုက်တယ်။ဖွားကြောင်ကဒူမနာမည်ကိုမတိတာကြောင့်ကြောင်းစင်းချိန်မှပြမယ်လို့ပြောလိုက်တယ်။တဖက်မှာအိုင်ရာကတော့မမို့ဟာဘယ်လောက်ထိစွမ်းနေမလဲ။သူ့မှာစင်ခေါ်ကောင်ရှိနေတယ်။ငါနိုင်မှာမလားလို့တောင်မှတွေးနေသေးတာပါ။အနီရောင်ကဝင်တဲ့မိမက တပြေးပြေးနီးကပ်လာနေခဲ့ပါတယ်။ကျောင်းစင်တော့ကျော်ကြီးတို့ဘွားကြောင့်ပြောနေတဲ့ကောင်မလေးကိုရှာဖို့လုပ်နေတဲ့အချိန်အိုင်ရာကရောက်လာပြီးမမို့ကိုဒူမနောက်လိုက်ဖို့ခေါ်ခဲ့တယ်။မမို့လိုက်သွားပြီးတော့မှဘွားကြောင့်ကရွှေဥတွေကြီးနေတာကဒူမသာပြေးကြောင်ပြောခဲ့ပါတယ်။အစားအုံပြတ်တခုစီကိုရောက်တော့မမို့ကိုဖမ်းချုပ်လိုက်ကြပြီးတော့မိစနေတာကိုစားလို့ပါတော့တယ်။မမို့ကလည်းဒူမစွမ်းအားကိုတုံးပြီးဒူမရဲ့တငယ်ချင်းနှစ်ယောက်ကိုဖယ်ပြစ်လိုက်တယ်။အိုင်ရာကတော့လဝါကတိုင်လုံးမဖြစ်ဘူးဆိုပြီးတော့ ရွှေဦးကိုထုတ်ပြီးမမိုးကိုပြီးလိုက်ပါရယ်ဦးရှိနေတဲ့လူကိုမမိုးကလည်းတီတော်ခဲ့ပြီပေါ့အိုင်ရာက ကောင်းကင်ဘုံကပေးထားတဲ့ဥပညာပြောနေလို့အဲ့ဒါကဥကာရင်ရဲ့လူဦးအားလို့စိတ်မရှိစွာနဲ့ပြောလိုက်ရတယ်ကြော်ကြီးကလည်းမြန်ရောက်လာခဲ့ပြီးတော့တူမကဒူဆန်းတဲ့မိမကြီးမှာပြတ်မှတ်ထားကန်နေရာကြောင့်မမိုးကိုအော်ပြောလိုက်တော့တယ်အဲ့ဒီအချိန်မကောင်းဆိုးဝါးတကောင်ကပေါ်လာခဲ့ပြီးတော့အိုင်ရာကိုဖမ်းလိုက်တယ်အိုင်ရာကတူမကိုမြင်ရမယ့်ချိန်ကိုစောင့်နေခဲ့တာလေ။တူမနဲ့တခုခုပတ်သက်ပုံတော့ရပါတယ်။တူမကိုတူမတော့ အိုင်ရာရဲ့မေလိုလည်းပြောနေတယ်။ကြော်ကြီးကလက်တာပုံစံကိုတုံပြီးတော့တိုက်ခိုက်ဖို့လှုပ်လိုက်ရတယ်။ဒါပေမဲ့သူမကပုံစံနေပြီးကြော်ကြီးကိုမြှားလိုက်တော့တယ်။မူမူကလည်းဒူးလက်တွေကိုချုပ်ကန်ထားရတာမို့အစွမ်းကိုကောင်းကောင်းတုံးမရဖြစ်နေခဲ့ပါရဲ့။အိုင်ရာစီကနေသူမဟာမေလိုပထမဆုံးအကြိမ်ခေါ်ခံရဘူးတာဖြစ်ပြီးတော့နောက်တစ်ကြိမ်ခေါ်ပြီးဖို့ကိုလည်းပြောနေပါသေးတယ်။မကောင်းဆိုဝါကသူမကိုမေလိုခေါ်ဖို့ဇက်တိုက်ကိုပြောနေတာ။အိုင်ရာကတော့ဘာရီပြည့်နေမန်ကူတီနားမလဲသေးတာပါ။ဖွားကြောင်တယောက် ဲ့ဒါဟာ acrobatic scale ပဲအနည်းအောင်ကဝန် acrobatic လောက်ရမှုတွေနဲ့ပျော်ပြောင်းတဲ့စပင်တွေရှိပြီးတော့သူမကတက်လီလိုတောင်မှပြောနေပါတယ် Ira တယောက်ကတော့အချင်းအနေကိုနားမလဲပဲမကောင်းစွာကိုနေနေမဲ့ဘာညာလို့ပြောလိုက်တော့သူမကိုလည်းပါဇက်တဲထည့်ပြီးတော့မြူချပစ်လိုက်တယ်ပြီးတော့ Ira ခုလိုမျိုးသူမကိုဆက်ဆန်တာကမမိုးချောင်းဆိုပြီးသူမကိုလည်းစပင်တွေနဲ့ဖန်ချုပ်လိုက်တယ်သူမကိုပြင်းနေခဲ့ပြီးအမေလို့ခေါ်ကြည့်လိုက်အဲ့ဒီလိုသာဆိုခွင့်လို့ပေးမဲ့လူတောင်ပြောနေသေးတာပါ မမိုးကခွေးမကြီးလိုပြောလိုက်တော့ဒူမစမင်တွေနဲ့ပန်းချုပ်ထားတဲ့မမိုးကိုပါမြချားပစ်လိုက်တယ်ပြီးတော့မကောင်းဆိုးဝါးဟာဒူမကလေးမမလဲဆိုပြီးတော့ငုံနေခဲ့ပါတယ်ဖွားကြောင်တယောက်ကတော့ငါတားစင်းနေတဲ့ယူကိုင်းလိုခေါ်လိုက်ပြီးတော့ပထမဆုံးမြချလိုက်တဲ့ကောင်လေးကိုဒါပြန်ပေးမယ်ဆိုခွင့်လွှတ်ပေးမယ်လို့ပြောနေတယ်မကောင်းဆိုးဝါးကတော့ဖွားကြောင်ကိုတည်ကျင်းနေတာလားဗာညာပြောလိုက်တော့လက်ခေါ်ကြောင်ဆိုတာကကောင်းတာတကူကူကိုဘေးကော်ပေးတဲ့စွမ်းရည်ရှိပုံပဲနေမုံမုံနဲ့အတူတူသမင်တွေကိုစားမိနေတယ်လို့ပြောလိုက်တဲ့အချိန်မှာ ူမရဲ့သပင်တွေကနေတစဉ်မိစားလောင်ခဲ့ပါတော့တယ်။ဟိုကောင်မလေးကင်ထားတဲ့လက်ဝါးကတ်တိုင်ကအဲ့ဒါကမိချစ်ပဲလို့ဆရာကြီးဆိုင်တဲ့ဘွားကြောင်ကပြောလိုက်ပါတော့တယ်။အထဲမှဆိုလောင်မှာမဟုတ်ဘူး။ဒါပေမဲ့နင်းငါကိုရဲ့သပင်ကိုစားလိုက်တာကလည်းတိုက်ဆိုင်မှုပဲလေလို့ပြောနေသေးတာပါ။ဒါကလည်းသူရှိနေတာကြောင့်လို့ဆိုပြီးဆရာကြီးဆိုင်နဲ့လုံနေပါတယ်။အခုတော့တုံးရောက်လုံးဝပြင်ကိုပြန်ရောက်လာပြီး Acrobatics ကလေးမကောင်းဆိုဝါဂျွန်ကိုင်းကြီးနဲ့ရင်ဆိုင်ကြရအောင်မှာပဲဖြစ်ပါတယ်။အပိုင်းချောက်လေးကတော့ဒီမှာပဲပြီးပါပြီ။ နောက်တစ်ပိုင်းမှာတော့ရိုးကိုင်းကြီးနဲ့ဘယ်လိုတွေတိုက်ခိုက်ကြအောင်မဲဆိုတာကိုဆက်လက်ဆောင်ကြည့်ရအောင်မှာပဲဖြစ်ပါတယ်အပိုင်း6လေးနဲ့မကြာခင်မှာပြန်လာခဲ့မှာမို့ channel လေးကို like and subscribe လုပ်သွားပေးပါအောင်ခင်ဗျာ